စစ်တပ်ကဆန္ဒပြသူတွေဘက်ကနေရပ်တည်ခဲ့တာကြောင့်နိုင်ငံအသွင်းကနေတမရထွက်ပြေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်ကဆန္ဒပြသူတွေဘက်ကရပ်တည်လောက်ပြီးနောက်မှာမာဒစ်ကာတမရရီဂျိုးစ်လီနာဟာနိုင်ငံအတွင်းကထွက်ပြေးသွားခဲ့ပြီလို့သတင်းတွေထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။လက်စမီနဲ့တောက်တုံးရီမလုံလောက်မှုတွေကိုမချေနှက်လို့ Generation Z လို့ခေါ်တဲ့လူငယ်နဲ့လူလက်ပိုင်းတွေဥဆောင်တဲ့ဆန္ဒပြမှုတွေပေါ်ထွက်လာတာကိုရီဂျိုးလီနာကအင်အားသုံးဖြိုခွဲခဲ့တာကြောင့်ဆန္ဒပြသူ22ဦးသေဆုံးခဲ့ပြီးနောက်မှာမာဒဂတ်စကာစစ်တပ်ကဆန္ဒပြသူတွေဘက်ကရပ်တည်ခဲ့တာဖြစ်ပါတယ်။ ရီဂျိုလီနာကသူဟာလုံခြုံတဲ့နေရာတစ်ခုမှာရှိတယ်လို့သူ့ရဲ့ Facebook အကောင့်ကပြောကြားခဲ့ပြီးမာဒဂတ်စကာနိုင်ငံထဲမှာရှိနေတဲ့သဘောထုတ်ပြခဲ့ပါတယ်။ဒါပေမဲ့မျက်မြင်တွေရဲ့အတည်ပြုချက်တွေအရရီဂျိုလီနာဟာပြီးခဲ့တဲ့တင်းငွေတွေကစိတ်မာရီလေးစိတ်ကိုရဟတ်ရင်တစင်းနဲ့ရောက်ရှိလာခဲ့ပြီးပြင်သစ်စစ်တပ်ပိုင်လေရင်တစင်းပေါ်တက်သွားခဲ့တာကြောင့်နိုင်ငံတွေကထွက်ပြေးသွားခဲ့ပြီးလို့တတ်မှတ်ခဲ့ကြတာပါ။အီဂျစ်နိုင်ငံမှာဂါဇာဒေသငြိမ်းချမ်းရေးသဘောတူညီမှုရယူတဲ့ဘွဲကိုရောက်နေတဲ့ပြင်သစ်သမ္မတမက်ခရွန်က အရင်ကကိုလိုနီဖြစ်ခဲ့တဲ့မဒဂတ်စကာမှာဖြစ်နေတဲ့အခြေအနေတွေပေါ်စိုးရိမ်နေလို့ပြောကြားခဲ့ပေမဲ့ရီဂျိုလီနာကိုပြင်သစ်ကခေါ်ထုတ်ခဲ့တာမျိုးလုံမလုံဆိုတဲ့အပေါ်မှာတော့မတ်ချက်ပေးပြောကြားတာမျိုးမလုပ်ခဲ့ဘူးလို့လည်းသိရပါဗျာ။